73စီကိုနိုင်ငံတွင်းလိုအပ်ချက်ရဲ့300ခန်းနှုန်းခန့်ကိုသာပြည်တွင်းမှာထုတ်လုပ်နိုင်သေးပြီးကြန့်ရှိတဲ့73စီကိုပြည်ပမှတင်သွင်းလျက်ရှိတယ်လို့စွန့်ဝင်ဌာနကထုတ်ပြန်ပါတယ်။ပြည်တွင်းမှာထုတ်ရရှိတဲ့ရေနံစိမ်းများအား ဌာနကြီးချုပ်မှုအောက်ရှိရေနံချက်ဆက်ယုံများတွင်ချက်လုတ်ဖြန့်ဖြူးပြည်လျက်ရှိပေမဲ့လေပြည်ရင်းထုတ်လုပ်မှုမှာနိုင်ငံတွင်းလိုအပ်ချက်ရဲ့300ခန့်နှုန်းခန့်သာရှိတဲ့အတွက်ထပ်မံလိုအပ်တဲ့ဆက်30ဆီအများစုကိုနိုင်ငံသားငွေနဲ့ပြည်ပမှအဝယ်ယူတင်သွင်းရလျက်ရှိကြောင်းနိုင်ငံအတွက်လိုအပ်တဲ့ဆက်30ဆီများကိုပြည်ရင်းမှာတိုးမြင့်ထုတ်လုပ်ပေးနိုင်ရေးအတွက်ရေနံရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအားမြင့်တင်ဆောင်ရွက်ခြင်းရေနံချက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးအစီအမံများချမှတ်ပြီးအပိုင်းလိုက်အကောင့်ထည့်ဖော်ခြင်းများဆောင်ရွက်လျက်ရှိရလို့စွမ်းဝင်ကြီးဌာန ာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အဲဒီလိုဆောင်ရွက်နေတဲ့ကာလများအတွင်းစက်သုံးစီများကိုပြည်ပမှဝယ်ယူတင်သွင်းသုံးပြုရမှာ အများပြည်သူတို့တက်တာတဲ့ဈေးနှုန်းနဲ့ဖြန့်ဖြူးနိုင်ရင်နိုင်ငံတော်မှာ ။ရခိုင်နောက်တစ်ခုစိုက်ထုတ်ကြခံဆောင်ရပြည်လျက်ရှိတဲ့အတွက်မြန်မာနိုင်ငံမှာရောင်းချလျက်ရှိတဲ့73စီဈေးတုံးများဟာဒေတာတွင်အာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ပါကအထိုက်အလျောက်တသက်မှုရှိတာကိုတွေ့မြင်နိုင်ကြောင်းစွဲဝန်ကြီးဌာနအနေနဲ့နိုင်ငံတော်မှာပြည်သူလူထုတက်တာချောင်ချည်ရေးအတွက်စိုက်ထုတ်ဆောင်ရပေးမှုများအားပြည်သူလူထုမှအမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးဈေးကွက်အတွင်းဖြန့်ဖြူးလျက်ရှိတဲ့73စီများရဲ့အရေးသွေးနဲ့အစဉ်အတွေ့ပြည့်မီမှတ်ကန်စေရေးနိုင်ငံတော်အတွက်ရာသင်ရထိုက်တဲ့အခွန်အခများအပြည့်အဝ ကောက်ခံရရှိရေးနဲ့နိုင်ငံတော်ရဲ့စွဲရင်လုံခြုံရေးအာမခံချက်ရှိစေရေးတို့အတွက်ကြီးကြပ်ရန်တာဝန်ရှိတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။